ဇလိုင်းစာပိုင်းမှာတော့ဒွန်နဲ့ဇနီးအဲလစ်တို့ဟာတခြားအသက်ရှင်ကျန်းရင်းသူ၄ငောင်းနဲ့တူတူလန်ဒန်ရဲ့အပြင်ဘက်စင်ကြီးဘုံကအင်တိန်မှာပုံအောင်နေခဲ့ကြပါတယ်။သူတို့ရဖျောင်းနိုင်မီနဲ့ချက်ပြုတ်စားတောင်းရင်နဲ့အခက်အခဲခဲရှင်သန်နေကြပါတယ်။ဒီနေ့မှာတော့ဇွန်ဘီကလေးငယ်တယောက်ကိုအိမ်ထဲခေါ်သွင်းလိုက်ရကားနေပြီးတော့အချင်းကြီးရှုပ်ထွေးသွားပြီးတော့ဇွန်ဘီရဲ့အိမ်ကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်။အဲ့လိုရှုပ်ထွေးနေတဲ့အချိန်မှာအဲလစ်ကကလေးငယ်ကိုကယ်တင်မှုတဲ့ကြိုးစားရင်းနဲ့ဇွန်ဘီရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါဦးတယ်။ အလစ်ကဇူမီလက်ချက်မိနေတာကိုသူမျက်စိအရှိမှမြင်နေရပေမဲ့လေဒုံဟာသူ့ကိုယ်သူကယ်တင်ဖို့တဦးတည်းထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါလေသူဟာအပေါ်တဲ့ပရင်ပေါက်ကနေခုံချထွက်ပြေးခဲ့ပြီးတော့လေနဲ့ထွက်ပြေးနေတဲ့ဂျက်ကော့ဖ်ကိုပါဇူမီတွေဝိုင်းုံနေကြအောင်မလို့လေပေါ်ကနေကန်ချပစ်ကသူ့အသက်ကိုပဲအရလုပြီးတော့ထွက်ပြေးခဲ့ပါလေအဲ့ဒီကြေကွဲပွဲစွန့်ခွာမှုကဒွန်းရဲ့ဘဝအတွက်အကြီးမားဆုံးသောနောင်နာတစ်ခုဖြစ်လာခဲ့ပါလေ။၂၈ပတ်ကြာမှာတော့အမေရိကန်ဦးဆောင်တဲ့နေတိုးစစ်တပ်ကဗြိတိန်ကိုရောက်ရှိလာပြီးတော့ လန်ဒန်မြို့ရဲ့ Ely of Dogs ဆိုတဲ့ခရိုင်ကျွန်းတစ်ခုလုံးကိုလုံခြုံရေးနေမယ့်ဖြစ်သက်မှတ်ကနိုင်ငံကိုပြန်လည်ပြီးတော့တိရှောက်နေပါတယ်။အင်္ဂလန်သားတွေကိုလည်းတဖြည်းဖြည်းပြန်လည်ခေါ်ယူနေရမှာဒွန်းကလည်းအဲ့ဒီမှာလျှက်စစ်မီနဲ့ရေပိုင်းဆိုင်ရာတာဝန်ယူလောက်ကင်နေရပြီးတော့သူနဲ့ကွဲကွာသွားတဲ့သားသမီးတွေဖြစ်ကြတဲ့တန်မီနဲ့အန်ဒီတို့စပိန်ကနေပြီးတော့ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။လေးစိမ့်မှာစစ်စေးလုံနေတဲ့စစ်တပ်ဆရာဝန်ကယောဂပြန်ဖြစ်လာမှာကိုစိုးရိမ်နေသူဖြစ်ပါတယ်။ဒွန်းဟာသားသမီးတွေကိုသူ့ရဲ့တိုက်ခန်းတဲ့ကိုလိုက်ပြရင်အရင်ဖြစ်ရတဲ့ကိုဖွင့်ရပြောဆိုရမှာ အဲလစ်ကဇွန်ဘီတွေကြိုက်လို့တေးသွားပြီလို့လိန်ညာပြောဆိုခဲ့ပါတယ်။အန်ဒီကမိခင်ရဲ့မျက်နှာကိုမေ့သွားမှကြောက်ရွံ့နေတဲ့အတွက်မိခင်ဓာတ်ပုံတပုံပြန်ယူခြင်းတယ်လို့ပြောပြီးရင်တော့တမ်မီနဲ့အန်ဒီတို့မောင်နှမနှစ်ယောက်ကဖခင်မသိအောင်လို့လုံယုံရင်းနေမြေအပြင်ဘက်ကသူတို့ရဲ့အိမ်အဟောင်းစီကိုတိတ်တဆိတ်ထွက်ခွာသွားခဲ့ကြပါတယ်။အိမ်အဟောင်းကိုရောက်တဲ့အခါမှာတမ်မီကမိခင်ဓာတ်ပုံကိုရှာဖွေနေတော့အန်ဒီကပုတ်ပွားနေတဲ့အိမ်ခန်းထဲမှာမိခင်အဲလစ်ကိုစိတ်ကစင်ကလေးအားပုံစံနဲ့တွေ့လိုက်ရပါတယ်။အဲလစ်ကဇူမီအကိုက်ခံရပေမဲ့လည်းအသက်ရှင်နေအောင်တွေ့လိုက်ရပြီးတော့ ကလေးတွေရဲ့အဟစ်တန်ကြောင့်မလို့အမေရိကန်စစ်သားတွေရောက်လာပြီးတော့အဲလစ်ကိုဖမ်းဆီးပြီးတော့လုံခြုံရေးနယ်မြေစီကိုပြန်ခေါ်ခဲ့ပါတယ်။ဒုံအားဇနီးတဲ့အဲလစ်အသက်ရှင်နေတာကိုသိလိုက်ရတော့အံ့ဩဝမ်းသာသွားပါတယ်။စကာလာကအဲလစ်ကိုစမ်းသပ်စစ်ဆေးရမှာအဲလစ်ရဲ့သွေးထဲမှာဗိုင်းရပ်စ်တွေးရှိနေတာကိုသိလိုက်ရပါတယ်။ဒါမဲ့လည်းမျက်လုံးအယောင်ပြောင်းတာရိုက်နှက်ကုတ်ဖိတာစတဲ့ရောဂါလက္ခဏာတခုမှမပြပေနဲ့။တာမန်လူလူမျိုးနေနိုင်တာကမျိုးဗီဇဆိုင်ရာထူးခြားချက်ကြောင့်ဖြစ်ပြီးတော့သူမဟာရောဂါပိုးတေဆောင်ထားသူဖြစ်နေအောင်သိလိုက်ရပါတယ်။ Scarlett က Ellis ရဲ့သွေးကိုသူ့ဒေသနာလုပ်ပြီးတော့ကာကွယ်ဆီရှာဖွေဖို့အတွက် Boomu Felix ကိုတောင်းဆိုခဲ့ပါတယ်။အဲဒီအချိန်မှာပဲလုံခြုံရေးစီမီနီပေါ်မှာလျှက်ရှူပြီးတော့ဒွန်ဟာ Ellis ကိုထိန်းချုပ်ထားတဲ့အခန်းလေးကိုခိုးဝင်ပြီးတော့ထားမိခဲ့တဲ့အတွက်တောင်းပန်ရင်းနဲ့အတင်းအာဓမနန်းလျာမှာ Ellis ရဲ့ Bias Pool ပါတဲ့တွေးတွေကဒွန်ရဲ့ပါဇက်တဲကိုရောက်သွားပါတယ်။အဲ့လိုအကူးဆက်ခံလိုက်ရပြီးစက္ကန့်30တွေးမှာပဲဒွန်ဟာ Zoomie ဖြစ်ကိုပြောင်းလဲသွားခဲ့ပြီးတော့သူချစ်ရတဲ့ဇနီးဖြစ်သူ Ellis ကိုဂရေမာချီနောင်ချားတဲ့ဂျားကနေမြေရဲဆက်ဆက်ကိုက်ဖဲ့ရိုက်နှက်ပြီးတော့မျက်လုံးကိုဖောက်ထုတ်ကာတတ်ပစ်လိုက်ပါတယ်။ ဇုံမီတွန်ဟာသူထွက်လာရလမ်းတစ်လျှောက်ကစစ်သားတွေကိုပါဇက်တိုက်ကူးဆက်တက်ဖြတ်နေခဲ့တဲ့အတွက်လုံုံကြီးနေမီတစ်ခုလုံးမှာဒုရယအချိန်ယောဂါဘူပြန်လေပြန့်နှံ့သွားပါတော့တယ်။ယုံကြည်ပြန့်နှံ့လာတဲ့ယောဂါဘူကြောင့်မလို့စစ်တပ်ကလည်းအခြေအနေကိုလုံးဝထိန်းချုပ်မရတော့ဘဲနဲ့ဗိုလ်မှူးချုပ်ဖီလစ်ကအရက်သားရင်းနဲ့ဇုံမီကိုခွဲခြားမနေဘဲနဲ့မမေ့မြင်အောင်အကုန်လုံးပြစ်တတ်ဖို့တောင်မိန်ပေးလိုက်ပါတယ်။ထိန်းချုပ်ဆောင်ထဲမှာပိတ်မိနေတဲ့တန်မီနဲ့အန်ဒီတို့မောင်နှမကိုစကာလက်ကသွားရောက်ကယ်ဆယ်ပြီးတော့သူတို့မောင်နှမနှစ်ယောက်မှာမိခင်လိုမျိုးမျိုးရိုးဗီဇာဆိုင်ရာထူးခြားမှုရှိပြီးတော့ ကူးစက်နိုင်ခြင်းမရှိဘူးဆိုပြီးတော့ယူဆကကာဝယ်ဆေးအတွက်မျှော်လင့်ချက်ဖြင့်ခေါ်ဆောင်သွားခဲ့ပါတယ်။ဇူမီရဲ့တိုက်ခိုက်မှုစစ်တပ်ရဲ့ပြစ်ခတ်မှုဘုံကျဲလီရင်တွေရဲ့ဘုံကျဲမှုတွေကြားထဲမှာစစ်သားဒူလီရဲ့အကူအညီနဲ့သူတို့၄ဦးကအသက်လူထွက်ပြေးခဲ့ကြပါတယ်။စနိုက်ပါပြစ်ခတ်မှုကြောင့်မလို့စကားလက်ကပေါင်ကိုကြီးစံထိမှန်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒူလီဦးဆောင်တဲ့အဖွဲ့ကညီအောင်လှိုင်ကောင်းတွေကနေဖျက်ဆီးပြီးတော့တရားတစ်ဖက်ကိုရောက်ရှိခဲ့ကြပါတယ်။စစ်တပ်ဟာယောဂါကိုထိန်းချုပ်ဖို့အတွက်ဓာတ်ရုပ်ဓာတ်ငွေတွေပါအသုံးပြုနေရပြီးတော့ရှင်းလင်းမှုတွေပါပြုလုပ်ခဲ့ရပါတယ် ဒါတို့တန်ငွေထွက်လာတဲ့အချိန်မှာတော့ဒိုလီဟာသူ့ရဲ့ကားကိုနောက်ကနေတိုးမေးပြီးတော့စကာလက်ဒမ်မီနဲ့အန်ဒီတို့ကိုရှေ့ကိုမောင်းပြေးစေခဲ့ပါတယ်ကာနောက်ကဒိုမင်းနေတဲ့ဒိုလီကဒါရုတန်းငွေတွေကိုလိုက်လံမှုတ်ထုတ်နေတဲ့အမေရိကန်စစ်သားရဲ့မီးနဲ့အမုတ်ခံရပြီးတော့မီးလောင်ကျွမ်းကအသက်ပေးသွားခဲ့ရပါတယ်။ဒါရုတန်းငွေတွေကိုရှောင်းတိန်မောင်းနေလာတဲ့စကာလက်စ်ကမြေရောက်လိုင်ကောင်းတစ်ခုတွေတော့မောင်းဝင်သွားခဲ့ပြီးမောင်းမိုက်တဲ့လိုင်ကောင်းထဲမှာပဲဇူမီဒွန်နဲ့ထိတိုက်တွေ့ဆုံကဇူမီဒွန်ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးတော့စကာလက်စ်လည်းသေဆုံးခဲ့ရပါတယ်။ လိုင်ကောင်းထဲမှာကွဲကွာသွားတဲ့အန်ဒီကိုတမ်မီကညာကြီးမှန်မြောင်းတဲ့တနက်ကိုယူကာရှာဖွေခဲ့ပါတယ်။ဇုံမီတွန်ဟာတားပြစ်သူအန်ဒီကိုဖမ်းဆွဲပြီးတော့ကိုက်တက်ဖို့ကြိုးစားနေတဲ့အချိန်မှာတမ်မီရလေးစနိုက်ပါတနက်နဲ့ဖခင်ဖြစ်သူကိုမပြည့်ရဖိနဲ့ပြက်တက်ကအပီးတိုင်းနှုတ်ဆက်ပေးလိုက်ရပါတယ်။တမ်မီရအန်ဒီကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အန်ဒီဟာဖခင်ရဲ့ကိုက်ဖဲ့ခြင်းကိုခံလိုက်ရပေမဲ့မိခင်လိုပဲယောဂါလက္ခဏာမပြဘဲနဲ့ကူးဆက်ဖို့တဲဆောင်သူဖြစ်နေအောင်တွေးရှိရပြီးတော့နှစ်သိမ့်ကဘောလုံးကွင်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့လီယန်မူဖလန်ရဲ့ရဟတ်ရင်နဲ့သူတို့မောင်နှမနှစ်ယောက်လန်ဒန်မြို့ကနေပြီးတော့လွတ်မြောက်ခဲ့ကြပါတယ်။ဇတိမှာတော့ဖလန်ရဲ့ပြက်ကျနေတဲ့ရဟတ်ရင်ပေါ်ကစကားပြောဇက်ကနေပြင်းတဲ့ဘာသာစကားနေဇုံမီများညီအောင်ပူရာမှတစ်ဆင့်ပြင်းတဲ့နိုင်ငံတို့ရောက်ရှိနေပြီဖြစ်ကြောင်းသတင်းပေးလိုက်တာကိုကြားလိုက်ရတဲ့မြင်ကွင်းနဲ့တူတူဇလန်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါတော့။ဒီဇလန်းကလူသားရဲ့အကြောက်တရားကိုကိုကိုကာကွယ်လူရဲစိတ်နဲ့မိသားစုကိုဆုံးလို့ရတဲ့ဝမ်းနေကြည်ကွဲပွေအခြေအနေတွေကိုမိမောင်းထိုးပြထားပြီး ယောဂဘိုးကနေရအသက်စီကိုကူးဆက်ပြက်နှံသွားပြီဖြစ်တဲ့အကြောင်းသိလုံစာပြီးကစိတ်လှရှားပွေသတင်းခဲ့တာဖြစ်ပါတယ်။